ပဲမင်္ဂလာပါယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုဦးအောင်မင်းစီစီတင်ဆက်ထားတာ။သတင်းတွေကိုကြည့်ပြီးတော့ဘယ်သူက နိုင်ငံတော်ကနိုင်နေသလား။လာကျွန်တော်တို့ဒီအကြမ်းဖက်သမားတွေကရှုံးနေသလားပေါ့နော်။ကျွန်တော်သတင်းတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကသုံးသပ်ချင်တာ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကမြန်မာနိုင်ငံကို2019လောက်ထဲကရောက်လာတယ်2020ရွေးကောက်ပွဲမတိုင်ခင်ကကျွန်တော်မြန်မာနိုင်ငံကိုရောက်လာတယ် ရောက်လာပြီးတော့ကျွန်တော်မြမသတင်းနယ်ပယ်ကိုကျွန်တော်တော်တော် လေ့လာခဲ့တယ်လေ့လာပြီးတော့ကျွန်တော်ဒီမှာကိုရိုင်းလဲသတင်းတွေလုပ်တယ်ကိုရိုင်းလဲနယ်မြေစင်းတာတွေကျွန်တော် လုပ်တယ်ဟလာအင်တာဗျူးတွေဆိုလဲကျွန်တော်အခုဆိုရင်အင်တာဗျူးကအဲယာနဲ့ချီနေပြီကျွန်တော်လုပ်ခဲ့တာနော်အောက်ဒိုးအင်ဒိုးပေါ့နော်ကျွန်တော်အင်တာဗျူးတွေကျွန်တော်တော်တော်များများလုပ်ခဲ့ပူပါတယ်နောက်တစ်ခုကတကယ် stakeholder တွေနောက်ပြီးတော့တကယ် politician တွေတကယ် merchants အကုန်တွေတွေစသည်အဖြစ်ပေါ့နော်ဒီလူတွေတော်တော်များများနဲ့လဲကျွန်တော်တွေ့ဆုံခဲ့ပူပါတယ်အဲ့တော့မြမသတင်းရဲ့သဘောတရားမှာကလက်ရှိအနေအထားမှာဖြစ်ပျက်နေတာက တည်င်းကကျွန်တော်တို့ကတည်င်းပုံတရံမဟုတ်ဘူးတည်င်းပုံတရံဆိုတာဗျာပြောရလို့ရှိရင်အာဒီမှာကားတိုက်တယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့ကကားတိုက်တယ်ဘယ်ကားတိုက်တယ်မောင်ဖြူမောင်မဲဟလားအထီးအမဘလို့တိုက်တယ်ဟလားစသည်အားဖြင့်ပေါ့ကျွန်တော်တို့ကဒါကိုပေါ်ပြလိုက်ရင်ဒါသာဒါဆိုရင်ဒါတည်င်းသမားရဲ့အလုပ်ကတော်တော်လေးတာဝန်ကျေလောက်ဖြစ်နေပြီဒါပေမဲ့မြမပြည်မှာလုံရတဲ့တည်င်းတော်တော်များများကြတော့ဥမာကားတိုက်တယ်လို့ကိုကအဲ့တည်င်းကိုပေါ်ပြမယ်ဆိုလို့ရှိရင်ဟာကားတိုက်တဲ့ကားပိုင်ရှင်ဘက်ကတမျိုးပေါ်ပြမယ်အတိုက်ခံရတဲ့လူဘက်ကလည်းတမျိုးပေါ်ပြမယ် ဆိုတော့ဒီသတင်းပေါ်ပြချက်ထဲမှာကိုကတစ်ဖက်နဲ့တစ်ဖက်ကပြိုင်ဆိုင်မှုတွေပါနေတယ်အဓိကအားဖြင့်တော့ဗာလဲဆိုတော့အဲပြောရလို့ရှိရင်လက်ရှိအနေအထားမှာမြန်မာနိုင်ငံမှာသတင်းပညာနဲ့ဟလာဘယ်လိုခေါ်မလဲသတင်းပညာမဖွင့်ပြတာနဲ့ပြည်သူလူထုအနေနဲ့သတင်းဆိုတာဘာမှမသိတာပေါ့နော်အဲဒါတွေကြောင့်မို့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာသတင်းလောက်ရတဲ့အခါမှာကျွန်တော်တို့အနေနဲ့တိတ်လွယ်လွယ်ကူကူကြီးတော့မဟုတ်ဘူးတိတ်လွယ်လွယ်ကူကြီးတော့မဟုတ်ဘူးဆိုတော့ဘာကြောင့်လဲဆိုတော့တစ်ကတော့ မှန်တယ်ကျွန်တော်တို့ကမြည်သူမဆိုကျွန်တော်တို့သတင်းသမားဆိုတာလေဒါကျွန်တော်တို့ကလူတွေကပြောမှာသတင်းကဗတ်မလိုက်ဘူးဘာညာပြောပင်မဲ့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာသတင်းလုံနေတဲ့အတွက်မြန်မာနိုင်ငံကပုံသဏ္ဍာန်နဲ့တော့ကျွန်တော်တို့လောက်ရတယ်တစ်ကကျွန်တော်တို့ကသတင်းသမားဟုတ်သူကမြန်မာနိုင်ငံရဲ့ပုံသဏ္ဍာန်ကိုသတင်းသမားဆိုတာလူကြီးလူငယ်ပေါ်ရမယ်လို့ဟာလာသတင်းသမားဆိုတာအဲနောက်ပြီးတော့ဗာလဲသူကအမှန်တရားကိုဖော်ပြမယ်အမှန်တရားဆိုတာလေတကယ်မြေပြင်အမှန်တရားကိုမဟုတ်ဘူးသူတို့ထင်ထားတဲ့အမှန်တရားကိုမှအမှန်တရားလို့ထင်တယ် အဲ့ကျွန်တော်တို့ကသတင်းသမားအနေနဲ့မြန်မာနိုင်ငံမှာရက်တည်ရတာလက်ရှိအနေအထားဆိုပိုတောင်အဲဘလူးခေါ်မလဲကြမ်းတမ်းနေနော်ပိုတောင်ကြမ်းတမ်းနေနောက်တစ်ခုကကျွန်တော်တို့ကသတင်းတပုတ်ကိုကျွန်တော်တို့ကပြီးစရလောက်တတ်တဲ့လူတွေမဟုတ်ဘူးအဲ့လိုပဲသတင်းတပုတ်ကိုကျွန်တော်တို့ကအခန်းထဲကထိုင်ပြီးအာနေတတ်တဲ့လူတွေမဟုတ်ဘူးကျွန်တော်တို့ကမြေပြင်ဆင်းနေလူတွေနဲ့တွေ့တယ်အခုလိုဗျာဒီတော့အကြက်တဲကာလာရေးလာကျွန်တော်တို့မြန်မာနိုင်ငံမှာသတင်းသမားတွေချင်းချောက်မှုအမျိုးမျိုးခံနေရပါတယ်ဆိုတဲ့အချိန်မျိုးမှာတော့ ျွန်တော်တို့ရှိတဲ့နေရာကျွန်တော်တို့ရောက်အောင်မြေပြင်ကိုဆင်းတာပေါ့နော်အဲမြေပြင်ကိုဆင်းတယ်မြေပြင်ကိုဆင်းပြီးတဲ့မြေပြင်ကလူတွေနဲ့အဲကျွန်တော်တို့ဟိုဓာတ်ရိုက်ထိတွေ့ပြီးအင်တာဗျူးတယ်ဓာတ်ရိုက်ထိတွေ့ပြီးတော့တွေ့ဆုံမေးမြန်းရေလုပ်တယ်အဲဒါမျိုးတွေပေါ့နော်ဒါမျိုးတွေလုပ်တာပေါ့ဆိုတော့အဲ့တော့ဘာဖြစ်ရလဲဆိုတော့ကျွန်တော်တို့အနေနဲ့ကဟိုတိတ်အလွယ်ကြီးမဟုတ်တိတ်အလွယ်ကြီးမဟုတ်ပြီးမဲ့လဲကျွန်တော်ကဗမာနိုင်ငံမှာမြန်မာနိုင်ငံမှာသတင်းလုံနေတဲ့အတွက်မြန်မာပရိသတ်တွေဟလာလက်ခံလောက်တဲ့သတင်းပုံသဏ္ဍာန်တော့ကျွန်တော်တို့ကဖန်တီးရတာပေါ့ဖန်တီးရအဲ့တော့ ကျွန်တော်ခုနပြောခဲ့သလိုပဲတင်းကခွေးနှကောင်ကိုက်ရင်တောင်မှကျွန်တော်တို့ကခွေးနှကောင်ကိုက်တယ်လို့ဖော်ပြလို့မရဘူးအဲ့ဒါမောင်ဖြူခွေးဘက်ကပဲနေမလားမောင်မဲခွေးဘက်ကပဲနေမလားဆိုတဲ့ပုံစံတွေမျိုးကျွန်တော်တို့ကဖော်ပြရတာရှိတယ်အဲ့တော့ထားလိုက်ပါတော့လက်ရှိအနေထားမှာမြန်မာနိုင်ငံမှာကအကြံဖက်အုပ်စုရှိတယ်နိုင်ငံတော်ရှိတယ်အဲ့တော့ပြောရရင်နိုင်ငံတော်ကဟလာဒီအကြံဖက်အုပ်စုကိုနှိမ်နှင်းတယ်ဟလာအကြံဖက်အုပ်စုကလည်းဂျိုကြားဂျိုကြားတက်မတော်တို့ရဲတပ်ဖွဲ့တို့ကိုတိုက်ခိုက်တာတွေရှိတယ်အဲ့တော့အကြံဖက်အုပ်စုဘက်ကကြာတော့လေသူတို့သတင်းသမားတွေသူတို့ရှိတယ် ။ဟောဒီဘက်မှာကျတော့နိုင်ငံတော်ဘက်ကကြလို့နိုင်ငံတော်ဘက်ကရက်တီတဲ့သတင်းသမားတွေရှိတယ်။ဂျားကနေပြီးတော့သတင်းသမားရောင်ရောင်ဘာရောင်ရောင်လော်ဘီရောင်ရောင်ဘာမသိညာမသိဟလာ hate speech တွေပြောနေတဲ့ဟာလေအုပ်စုကလည်းတစုတက်တက်ရှိတာပေါ့ဗျာဒါထားလိုက်ပါတော့နော်ဒါထားလိုက်ပါတော့ဒါတွေကပြည်သူတွေသိပါဘူးလဲဆိုတာအဲ့တော့အဲ့လိုဖြစ်နေတဲ့ဂျားမှာကျွန်တော်တို့ကသတင်းပေါ်ပြတဲ့အခါမှာအတော်လေးသတိထားရတယ်။အဲ့တော့ထားပါတော့အဲ့တော့2021ကနေချလိုက်မယ်။နော်2021 2021ဆိုတိတ်နီးသေးတယ်ထားပါတော့ကျွန်တော်မြန်မာနိုင်ငံကိုမြန်မာနိုင်ငံကိုရောက်တဲ့ 2019လောက်ကနေစပြီးတော့ကျွန်တော်တို့ဟလာကျွန်တော်ရဲ့အတွေ့အကြုံပြောရမယ်ဆိုရင်2019လောက်မှာတည်းကကျွန်တော်တို့ကသတင်းပေါ်ပြရင်ဟလာဟိုဘက်ကအနီအုပ်စုဘက်ကပေါ်ပြရင်အနီသတင်းသမားဟောဒီဘက်မှာနိုင်ငံတော်ဘက်ကရက်တီပြီးပေါ်ပြရင်ဒီကောင်ဘောမှာသတင်းသမားအဲဒါမျိုးတွေတို့ပေါ်ပေါ်ပြလာဒါကျွန်တော်အဲ့မှာတွေကကျွန်တော်တို့ကကြုံလာတာနော်ကြုံလာတယ်ကျွန်တော်တို့လောက်မြေပြင်ဆင်းပြီးအင်တာဗျူးလုပ်တာကျွန်တော်တို့ပဲရှိတယ်ကျွန်တော်တော်တော်များများကျွန်တော်တို့မြေပြင်ဆင်းပြီးတော့တဦးချင်းပုဂ္ဂလိကတဦးချင်းဒီမြေပြင်ဆင်းပြီးတော့အင်တာဗျူးလုပ်တယ် ကော်ဖီတန်ရောက်ရင်ကော်ဖီတန်မှာအင်တာဗျူးလုပ်တယ်လက်ဖက်တန်ရောက်ရင်လက်ဖက်တန်မှာအင်တာဗျူးလုပ်တယ်နိုင်ငံရေးစကားဝန်ရောက်ရင်နိုင်ငံရေးစကားဝန်မှာအင်တာဗျူးလုပ်တယ်အဲ့ဒါကျွန်တော်တို့တော်တော်များများအင်တာဗျူးတွေလုပ်နိုင်ခဲ့ပါတယ်အဲ့တော့ဒါမှမဟုတ်ကျွန်တော်တို့ကလည်းဒီချိန်ထိပေါ့နော်ဘောမဘာညာပြောခံနေဒါထားပါဒါကျွန်တော်တို့ကသူတို့ကြိုက်တာပြောချစ်ချင်းမုန်းကြီးကကျွန်တော်တို့ခေါင်းထဲမှာမရှိဘူးကျွန်တော်တို့အလုပ်ကိုပြီးပြီးပြင်လုပ်ဖို့ပဲရှိတယ်အဲ့တော့ပြောလို့ရှိရင်2019လောက်ကစကြည့်မယ်ဆိုလို့ရှိရင်သတင်းတွေတော်တော်များများကသတင်းတွေကိုဒီဘက်မှာနိုင်ငံတော်ဘက်မှာရှိပါတယ်ဆိုတော့ နိုင်ငံတော်ဘက်မှာရက်တီပါဆိုတဲ့သတင်းသမားတော်တော်များများကတစ်ဖက်ကအနီရရဲ့သတင်းနောက်ကိုလိုက်ရတာအနီရရဲ့သတင်းနောက်ကိုလိုက်ပြီးတော့တံပြန်မှုတွေလုပ်ရတာဒါဒါဒါကျွန်တော်တို့ဝင်ဖြစ်တယ်ဒါကျွန်တော်တို့တေချာလေ့လာတာအဲ့တော့အနီရရဲ့သတင်းနောက်ကိုဥမာထားပါတော့လားအနီရရဲ့သတင်းတခုပေါ်ပြလိုက်ရင်ဒီသတင်းဟာမဟုတ်ပါဘူးဟုတ်ပါတယ်ဆိုပြီးတော့ဒီဘက်ကပြန်ပြီးဖော်ပြရတယ်2021ခုနှစ်အာနာထိန်လိုက်တဲ့အချိန်နောက်ပိုင်းမှာလဲတစ်ဖက်ကလူတွေကသူတို့ကသတင်း create လုပ်နိုင်တယ် create လုပ်နိုင်တဲ့အခါကျတော့ဒီဘက်မှာနိုင်ငံတော်မှာရှိတဲ့ကျွန်တော်တို့သတင်းသမားတွေနိုင်ငံတော်မှာပဲသတင်းသမားဆိုရင်ကျွန်တော်ကျွန်တော်သုံးသသုံးလုံးလိုက်တဲ့သတင်းသမားဆိုတာသတင်းသမားစစ်စစ်တွေကိုကျွန်တော်ရည်ညွှန်းတယ်အမုန်းစကားပြောနေတဲ့လူတွေအဲလော်ဘီလို့လည်းမပြောချင်ဘူးဗျလော်ဘီဆိုတာကျွန်တော်တို့ဟိုလာယူရိုပ်တို့အမေရိကတို့မှာဒါတော်တော်ကိုဟိုနေဘယ်လိုခေါ်မလဲဘူးတုဒပြည့်ကြုံပြီးတော့တကယ်လော်ဘီလော်ဘီကုမ္ပဏီလော်ဘီကုမ္ပဏီဆိုတာအများကြီးရှိတယ်ထားပါတော့ပေါက်တက်ကရပြောနေတဲ့လူရှိထားပါတော့အဲ့လိုလူတွေမပါဘူးเนาะကျွန်တော်ဒါကျွန်တော်ရှိမှာသတင်းသမားစစ်စစ်တွေသတင်းသမားစစ်စစ်တွေကိုကျွန်တော်ဆိုလိုရင်းဖြစ်တယ်အဲ့တော့ ဒီဘက်ကဟာလောက်ဟို2022ခုနှစ်အာနာထိန်ကလေးကဆိုလို့ရှိရင်ဒီဘက်ကသတင်းသမားတွေကဟိုဘက်ကပေါ်ပြတာကိုလိုက်ရနောက်ကလိုက်ရတယ်နောက်ကပြေးလိုက်ရတယ်ဟဲ့လားထားပါတော့ဟိုဘက်ကနေပြီးတော့ဩဂရိတစကန်ဟိုဟဲ့လားသူတို့ PDF တွေကတင်လိုက်ပြီးတော့ဒီဘက်မှာအဲ့သတင်းတော့ဟုတ်ရဲ့လားလိုက်ရတယ်လိုက်ပြီးတော့ဟိုဘက်ကပြောရရင်ဗျာဟိုဘက်ကသတင်းပေါ်ပြမှုဘိုင်းမှာကအရန်ချစ်ဦးပြေးတယ်နောက်တစ်ခုကဘာကြောင့်လဲဆိုတော့သူတို့ကမြေပြင်မှာ တကယ်မြေပြင်ကသတင်းအချက်အလက်တွေနဲ့သူတို့ကလောက်ကန်နေတော့အဲ့ဒါပြီးအဲ့မှာကျွန်တော်တို့ကနောက်ကလိုက်ပြီးတော့ တို့တော်နေတဲ့တည်င်းတွေကတည်င်းအမားတွေပါဒါတွေကမဟုတ်ပါဘူးဆိုပြီးကျွန်တော်တို့ကဒီလိုလိုက်ပြောပါတယ်တခါကျတချို့ဟာကြီးကြတယ်သူတို့ဖော်ပြတယ်မှန်ပါတယ်တော့မှန်တယ်လို့ရှိရင်လည်းကျွန်တော်တို့ကဘာလဲဆိုတော့တော့မှန်တော့မှန်တယ်အဲဒါမျိုးပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးဖော်ပြတယ်ရှိတယ်အဲ့တော့ဒီဘက်နောက်ဘက်မှာ2021 22 23 23ကနေပြီးတော့24လောက်အထိဒီဘက်ကတည်င်းသွားတယ်နောက်ကပြေးလိုက်ရတာဟိုဘက်ကတည်င်းသွားဒါပေမဲ့24ကနေပြီး25ရဲဝင်လာတဲ့အချိန်မှာကြတော့ တက်မတော်ကအောင်ပွဲတွေရလာတယ်လို့နိုင်ငံတော်အစိုးရရဲ့သူ့ရဲ့ဒီဘက်မှာဟလာဟိုဘလူးခေါမလဲသူပေါ်ဆောင်နေတဲ့လုပ်ငန်းစဉ်တွေကတော်တော်ပြည်ပြင်းလာတယ်နိုင်ငံကဆက်ဆံရေးမှာပဲဖြစ်ဖြစ်ပြည်တွင်းငြိမ်းချမ်းရေးမှာပဲဖြစ်ဖြစ်ဟလာဒီတိုက်ပွဲတွေမှာပဲဖြစ်ဖြစ်နောက်တစ်ခုကဒီဘက်မှာဟလာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်နိုင်ငံတော်အစိုးရရဲ့2021မှာဖောင်ဒေးရှင်းချခဲ့တဲ့လုပ်ရက်တွေကဒီဘက်မှာတော်တော်ပေါ်လာပေါ်လာတဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့ ဒီဘက်မှာနိုင်ငံတော်ဘက်မှာရက်တည်တယ်ကျွန်တော်တို့သတင်းသမားတွေအတွက်ကသတင်းဖော်ပြရမယ့်ဟာပုံများလာတယ်အဲ့ဒီအချိန်မှာဘာသွားဖြစ်လဲဆိုတော့တစ်ဖက်မှာရှိတဲ့လူတွေကစစ်ပွဲဆိုလဲရှုံးနေတယ်ဟာအလူကန်ခွက်ကောက်ဆိုတဲ့ကောင်တွေကလည်းတခိုးတွေဖြစ်နေတယ်အော်တစ်ဖက်မှာရှိနေတယ်ဟလာဒီ PDF ဆိုတဲ့ကောင်တွေကလည်းပုံစံအမျိုးမျိုးနဲ့ထိုင်းနိုင်ငံကိုထွက်ပြေးနေတယ်အဲ့လိုပဲသူတို့ဘက်ကဆယ်လီပါဆိုတဲ့လူတွေကလည်းအမေရိကန်တို့ဥရောပတို့ကိုပုံစံအမျိုးမျိုးနဲ့လိန်ပြီးတော့ကျမတို့သမီးလေးတွေအကြောင်းသမီးလေးတွေရဲ့နောင်ရေးအတွက်ပါ ဟာကျွန်တော်ကတော့ဟိုရောက်ရင်တော့ဘာလုပ်ဖို့အတွက်ဘယ်ကိုပြေးပါပုံစံအမျိုးမျိုးနဲ့ထွက်ပြေးတဲ့အဆင့်တွေရောက်လာတယ်2025လေးဝင်လာတဲ့အချိန်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီဘက်မှာနိုင်ငံတော်ဘက်မှာရက်တည်ရကျွန်တော်တို့သတင်းသမားတွေအတွက်ကဘာဖြစ်လဲဆိုတော့တကယ်အစိုးရရဲ့လုပ်ရက်တည်ရရုံလုံးပေါ်လာတယ်သူတို့တကယ်ဟလားချမှတ်ထားတဲ့ policy တွေအတိုင်းတကယ်လှုပ်ဆောင်နိုင်လာတဲ့ခါကျတော့ဒီဘက်မှာသတင်းတွေကပေါ်ပြလို့မကုန်နိုင်အောင်ဖြစ်လာဖြစ်လာတော့အဲ့တော့ဘာဖြစ်လာလဲဆိုတော့တစ်ဖက်ကကောင်တွေကဟာဒီဘက်ကသတင်းတွေကိုပြန်ပြီးတော့ ဟိုကောင်တာလောက်တယ်တံပြန်တယ်လို့ကျွန်တော်မပြောချင်ဘူးဒီဘက်ကသတင်းတွေကိုပြန်ပြီးတော့ဒီကောင်တွေကသတင်းမှားပါဆိုတဲ့ပုံစံတွေဒီကောင်တွေကပြန်လှုပ်လာရတဲ့အဆင်ဖြစ်လာ။ဘာကြောင့်လဲဒီဘက်မှာကျွန်တော်တို့ဖော်ပြတဲ့သတင်းတွေနောက်ကိုသူတို့လိုက်လာရတယ်ကျွန်တော်ပြောချင်တာဒီဘက်ကဆွဲခေါ်တဲ့နောက်ကိုသူတို့အကုန်လိုက်လာရတဲ့သဘောဖြစ်လာတယ်။အဲ့ဒါတွေကကျွန်တော်ကဒီတိုင်းပြောနေရင်ကျွန်တော်တို့ပြည်သက်တွေကနားလည်ချင်မှနားလည်မယ်။ဥပမာအဖြစ်ပြောပြမယ်ဟာလားကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းဒါအနည်းဆက်ဆုံးပြောမယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဆိုလို့ရှိရင်မလေးရှားနိုင်ငံသားကြီးဝင်ကြီးလာတယ်။မလေးရှားနိုင်ငံသားကြီးဝင်ကြီးလာပြီးတော့နိုင်ငံတော်ကြီးကနေတွေ့တယ်။ ဟုတ်လားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ်ဟုတ်လားဂျန်တဲ့နိုင်ငံတော်မှာရှိတဲ့ဂျန်တဲ့ဌာနဆိုင်ရာအကြီးအကဲနဲ့တွေ့တာပေါ့အဲ့လိုတွေ့တဲ့အချိန်မှာမလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောတယ်မြန်မာနိုင်ငံရွေးကောက်ပွဲအတွက်ကိုသူတို့အနေနဲ့ဟုတ်လားဒီ observer တွေပေါ့နော်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေဆီလွတ်ပေးပါမယ်အာကြံပြီးတော့မြန်မာနိုင်ငံရဲ့လက်ရှိဟုတ်လား five by consensus ကိုပေါ်ဆောင်တဲ့နေရာမှာမြန်မာအုံမြန်မာလက်ဆိုတော့အဲကျွန်တော်တို့ဘယ်လိုခေါ်မလဲမြန်မာနေမြန်မာနဲ့ပေါ်ဆောင်နေတာအတွက်ကိုလည်းသူတို့အနေနဲ့ လေးထားပါတယ်ဗျဒါတွေပြောသွားတယ်ဒါတွေပြောသွားတာကပြောရရင်အမှန်ပြောသွားတာအမှန်ပြောသွားတဲ့ခါကျတော့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဒုံးသူဟိုလဲရောက်လဲရောက်ဟာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကမပြောခဲ့ပါဘူးဘာညာဆိုဒီဘက်ကဒီဘက်ကသတင်းကိုကောင်တာလိုက်ရတဲ့အဆင့်ဖြစ်ရောကျွန်တော်ပြောချင်တာကပါလဲဆိုတော့နိုင်ငံတနိုင်ငံမှာဥဆောင်နေတဲ့နိုင်ငံခေါင်းဆောင်တွေဆိုတာတစ်ဖက်ကပြောတဲ့လူစကားမပြောဘဲနဲ့ဒီဘက်ကသတင်းထုတ်ပြန်လို့မရဘူးကျွန်တော်ပြောချင်တာတစ်ဖက်ကအဲဒီဘက်ကပြောလိုက်ပါတယ်ဆိုပြီးတော့ဟိုဘက်က ဒီဟိုနေ့ကဥပမာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးလိုလူမျိုးကထုတ်ပြန်ထုတ်ပြန်လို့ရလိမ့်မယ်ဒါပေမဲ့ဒီဘက်မှာဒီကိစ္စတွေဆွေးနွေးခဲ့တယ်ဒီကိစ္စတွေပြောဆိုခဲ့တယ်ဆိုတာကိုမဟုတ်ဘဲနဲ့ပြောလို့မရဘူးပြောလို့မရအဲ့တော့တစ်ဖက်ကဘာလို့ ਆ လဲဆိုတော့သူတို့ရဲ့ပြောရရင်သူတို့ကအဓိကအဖြစ်ဒီမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးပေါ့နော်ဒီအာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့မလေးရှားနိုင်ငံရဲ့ဒါပြောရရင်တော့အာဆီယံလက်ရှိအာဆီယံအတွင်းအာဆီယံအဖွဲ့ရဲ့အတွင်းမှုပေါ့ ူကိုယ်တိုင်ကမြန်မာနိုင်ငံကိုရောက်လာတယ်နိုင်ငံတော်အကြီးအကဲနဲ့တွေ့တယ်ပြီးတော့နိုင်ငံရေးဝန်ကြီးပါဆိုင်နဲ့တွေ့ပြီးတော့သူတို့တေချာဆွေးနွေးတယ်မြန်မာလာမြန်မာနိုင်ငံကဥဆောင်တဲ့ fiber consensus ကိုလက်ခံတယ်လို့ပြောတယ်နောက်တစ်ခုကရေကောက်ပွဲအတွက်ကိုသူတို့အနေနဲ့ observer လွှတ်ဖို့အတွက်ကိုသူတို့ကြိုးစားမယ်လို့ဒီလိုပြောတယ်ဒီလိုပြောတော့လေဒီဘက်ကပြောခဲ့တဲ့အတိုင်းဒီဘက်မှာပြန်ပြီးတော့ပါလဲဆိုတော့ကျွန်တော်တို့ဒီသတင်းထုတ်ပြန်လိုက်တယ်အဲ့ဒီမှာတစ်ဖက်မှာရှိနေတဲ့ပြည်ပြည်အုပ်စုတွေအတွက်ကသူတို့ကငကောကမှအလုံးရှိမရှိအကင်မရှိဖြစ်လာတဲ့အခါကျတော့ဒါကြီးကိုသူတို့အတွက်ကအာတကယ်ကိုဟိုဘယ်လိုခေါ်မလဲ ပြောင်းဒုံးနဲ့ထိုးတဲ့ဟာဖြစ်သွားပြီဟာမဟုတ်ဘူးသူပြောတာမှားတယ်ဘာညာဆိုပြီးတော့သူတို့ပဲမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးနဲ့သွားတွေ့ပြီးပြောတယ်လို့ဘာလို့လို့သတင်းတွေပြန်ပြီးတုံ့ပြန်ရတဲ့အဆင်ရောက်တော့ဒါကဘာလဲဆိုတော့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကမြန်မာနိုင်ငံကိုလာမယ်ဆိုတဲ့ကသူတို့ဒီချက်ဒီချက်ဆွေးနွေးမယ်ဒါတွေဒါတွေပြောမယ်ဆိုဟိုဘက်မှလည်းသူတို့သတင်းထုတ်ပြန်ခဲ့ရတယ်ကျွန်တော်ပြောချင်တာနော်သူအဲ့မှာအာဂျင်တာမပါတာကိုလာဆွေးနွေးရင်လည်းမြန်မာနိုင်ငံအနေနဲ့လက်ခံမှာမဟုတ်သူတို့မြန်မာနိုင်ငံနဲ့ကိုလာမယ်ဆိုတဲ့ကူက ဘယ်တန်တမန်မဆိုကဟုတ်ပြီမင်းဘာကိစ္စကြောင့်လာမှာလဲလို့ဒီဘက်ကမေးုံမေးတယ်ကျွန်တော်မြန်မာနိုင်ငံကိုလာမလို့ပါနော်အေးလာခဲ့လေကွာဒီရောက်မှကြိုက်တာပြောလို့မရဘူးကျွန်တော်ပြောချင်တာဟုတ်ပြီမြန်မာနိုင်ငံကိုမလေးရှားနိုင်ငံကြီးဝင်ကြီးလာမယ်လားအာဆီယံရဲ့အတွင်းအွန်လိုင်းလက်ရှိအတွင်းမူလာမယ်ဒီဘက်ကမေးမယ်ဘာဘာအတွက်လာမှာလဲဟာကျွန်တော်တို့ဟလာဒီ fiber consensus ကိစ္စလေးလာမယ်ဟလာဒီကိစ္စဒီကိစ္စလေးလာမယ်ဆိုအဲ့ဒါကကြိုးပြီးတရင်ထုတ်ပြန်ထားတယ်ကျွန်တော်ပြောချင်တာကြိုးပြီးတရင်ထုတ်ပြန်ထားအဲ့တော့ အဲ့ကြိုပြီးသတင်းထုတ်ပြန်တာအရာကိုတစ်ဖက်မှာရှိနေပြည်ပြည်အုပ်စုတွေကမသိဘူးလားဒီဘက်မှာဒီကိစ္စတွေဆွေးနွေးမယ်ဆိုတာကိုကျွန်တော်ပြောချင်တာဒီရောက်မှတရားတော်စကားပြောနေရင်လည်းအာယုံပေါ်သွားပြီးတော့ဟာအေးဟုတ်တယ်နေကျွန်တော်တို့ဟိုရွေးကောက်ပွဲကိစ္စလေးပြောလိုက်ကြရအောင်ဟာနေဟိုနေဟိုရာဇသမားကြီးခင်ဗျာဟိုအားလေးပြောမယ်ဗျာကျွန်တော်တို့ဟလာဒီဟို5ဘက်ကွန်ဆက်ဆက်အကြောင်းလေးပြောရင်မကောင်းဘူးလားအဲ့လိုလုံးလုံးမရဘူးနိုင်ငံတကာဆက်ဆံရေးမှာအဲ့ဒါလုံးလို့ရဘူးလို့ဇင်မာအောင်တို့ဘာလို့ကတော့လုံးလို့ရတယ်ကျွန်တော်တို့ပြောချင်တာကဘာလဲဆိုတော့ ခင်ဗျားတို့နိုင်ငံရေးလုပ်မယ်ဆိုရင်နိုင်ငံတကာတန်တမာရေးမှာတန်တမာဆက်ဆံရေးမှာပါဝင်နိုင်တဲ့အချက်တွေကိုခင်ဗျားတို့အရင်ဆုံးလေ့လာငပိန်းနေနားလေလောက်အောင်လေးတုံ့ပြန်ပြပြီးတော့ဟိုကောင်တွေကအခုကဘာဖြစ်လာလဲဆိုတော့ပြည်ပင်းအုပ်စုတွေအကုန်လုံးက24နှစ်ကြီးပျော်ရရင်တော်ပြီဖြစ်နေတာအဲ့24နှစ်ကြီးပျော်ရရင်တော်ပြီဆိုတဲ့အုပ်စုကြားမှာဟိုဘလို့ခေါ်မလဲအလူခံပြီးတော့အရသာတွေ့နေတဲ့အုပ်စုကတက်တက်ရှိနေတယ် အဲ့တော့ဒီဘက်မှာနေဖုံးလဲတို့ဘာလို့啊ဖိဖိနေရှောက်ပြောဟိုဘက်ကယုံနေကောင်းယုံအဲတွေ့လားဘာဖြစ်တယ်ညာဖြစ်တော့အဲ့ဒါအမားတွေဆိုတော့ဒီကောင်တွေကိုတက်တီနားမလဲသေးဘူးကျွန်တော်ပြောချင်တာတက်တက်သတင်းတုံးပြန်ပြီးတော့သူတို့အချင်းချင်းကြားမှာပြန်ပြီးတော့လိန်နေတာနောက်တစ်ခုကျွန်တော်ပြောပြမယ်ဟာလားပြီးခဲ့တဲ့ရက်ပိုင်းက PDF တွေကကျွန်တော်ထင်တယ်ဗျအဲ့ဒါကဦးနေဗျအဲဘယ်နေရာမှာလဲဆိုတော့အဲ့ဒါဖြစ်သွားတာကကျွန်တော်ပြောပြမယ်ဆို PDF အုပ်စုတွေကအဲ့ဒီသူတို့မျိုးတစ်မျိုးอ่ะဗောဗျာနော်မျိုးတစ်မျိုးက ။အနည်းမှာစင်ကူစင်ကူမှာစင်ကူမျိုးမှာ PDF အုပ်စုတွေကအဖွားကြီးတယောက်ရှိတယ်သူတို့မိသားစုအိမ်တွေဝင်စစ်တယ်။ဝင်စစ်တယ်အဲ့မှာကျွန်တော်တို့အချက်၃ချက်လောက်တုံးတက်လို့ရတယ်။ဆက်လောင်းတွေတက်တာကိုဝင်စစ်တယ်တဲ့။အဲ့တော့ကျွန်တော်တို့ပြောချင်တာဘာလဲဆိုတော့အခုလက်ရှိ PDF တွေအန်ယူဂျီအုပ်စုတွေဘာကြွေးကြော်ထားလဲ freedom of speech freedom of expression ပေါ့နော်နောက်ပြီးတော့ကျွန်တော်သတင်းလွတ်လပ်စွာရယူခွင့် ဓာရီရှိရမယ်ဆိုပြီးကြွေးကြော်ထားတယ်ဒါပေမဲ့ဖြစ်သွားတဲ့ပြဿနာကစဉ်းစားကြည့်เนาะဖြစ်သွားတဲ့ပြဿနာကဒီကောင်တွေရဲ့ဟလာသူတို့ပြောတာကတော့သူတို့ရဲ့စီရေးပြမှတ်ဒီဒီ Starling ကနေပေါ်တဲ့အတွက် Starling နေဖြုတ်ပေးပါလို့ပြောတယ်ပါညာဒါကဘာကိုပြောအောင်လဲဆိုတော့လွတ်လပ်စွာတည်င်းနားထောင်ဝင်မရှိဘူးလို့ကျွန်တော်ပြောရမယ်เนาะကျွန်တော်တို့ဒီလိုပြောလို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုခင်ဗျာမြန်မာနိုင်ငံဘက်ကြောက်လို့မြန်မာနိုင်ငံမှာအစိုးရကပြောတာပြီးသားဒီဘက်အစိုးရအုပ်ချုပ်နေဘက်မှာအရေးပေါ်အခြေအနေကြီးညာထားတာ အရေးပေါ်အခြေအနေကျင်ညာတာဒီမိုကရေစီကခင်ဗျားတို့ဒီမိုကရေစီအစိုးရအုပ်ရွေးကောက်ပွဲနဲ့တက်လာရင်ခင်ဗျားတို့အဲ့ဒါဒီမိုကရေစီကတည်းကပေါ်လာလိမ့်မယ်အဲ့ကြောင့်ခင်ဗျားတို့ဒီမိုကရေစီဖြစ်မယ်လက်ရှိအနေအထားမှာတော့ဒီဘက်ကတော့အရေးပေါ်အခြေအနေနဲ့သွားနေတဲ့အတွက်ဒါမလို့ရောဒါမလို့ရောသူချုပ်တင်ကျင်ညာထားတာဟိုဘက်မှာကဗဇက်ကထွက်တဲ့အာနာကျွန်တော်ပြောချင်တာအန်ယူဂျီအုပ်စုတွေစိုးမိုးနေတဲ့နေရာမှာကဗဇက်ကတနက်ပြောင်းသွားမှာအာနာတီးရယ်ဆိုတာအဲ့ပုံစံသွားတာအဲ့ဒါကြီးကိုတစ်ဖက်မှာရှိနေတဲ့သူတို့အန်ယူဂျီအုပ်စုတွေရောဒီဘက်မှာရှိတယ်ဟလား ထားပါတော့အဲအကျံဖက်ဒီရဲ့သတင်းတွေကိုကြည်နေတဲ့လူတွေရောအာဝိုင်းပြီးဝေဖန်တော့မှအာမဟုတ်ပါဘူးတဲ့ဒါကြီးကဒီလိုဖြစ်ပါတယ်ဆိုရင်ကျွန်တော်ဟုံးနေဖြစ်တယ်အဲ့တော့ပြောရရင်တဖက်ကအုပ်စုတွေကသတင်းတွေကိုလိုက်ဖာတဲ့အဆင့်ဖြစ်ပြီးတော့ကျွန်တော်ဒီနေရာမှာနည်းနည်းလေးရိုင်းရိုင်းစကားသုံးမယ်သတင်းဖာတဲ့အဆင့်ပဲရှိတော့တယ်သတင်းဖာတဲ့သဘောပဲဒီကောင်တွေသတင်းဖာတဲ့အဆင့်ပဲရှိတော့တယ်သူတို့ဘယ်သတင်းမှမတင်ပြနိုင်တော့ဘူးဒီဘက်ကထားပါတော့တက်မလို့ဘက်ကနေပြီးတော့ ဗမောသိမ်းလိုက်တယ်ဆိုရင်တို့ကနောက်နေကြရင်အဲ့ဒါမဟုတ်ဘူးဗမောကိုတို့ကပြန်သိမ်းပြပြီဆိုခင်ဗျာကြည့်ကျွန်တော်ပြောတာတွေမယုံရင်ခင်ဗျာကြည့်ဒီကောင်နေတည်င်းနေ create မလုပ်နိုင်တော့ဘူးတည်င်းနေ create မလုပ်နိုင်ဘူးဆိုတာဘာကြောင့်ဘာကြောင့်လဲဆိုတော့ဒီကောင်နေမြေပြင်မှာအရှုံးနဲ့ရင်ဆိုင်နေရလို့နော်အရှုံးနဲ့ရင်ဆိုင်နေအဲ့အခုလာပြန်ပြီထားပါတော့ဒီခုနင်းကအဲ့အခုလာမဲ့ရက်ပိုင်းတွင်းမှာ NCA ပေါ့နော်ကျွန်တော်တို့ Nationwide Ceasefire Agreement ပေါ့ တိုင်းပြည်လုံးပြစ်ခတ်တိုက်ခိုက်မှုရစဲကြီးလက်မှတ်ထိုးတဲ့10နှစ်ပြည့်အခမ်းအနားကျင်းပမှာ10နှစ်ပြည့်အခမ်းအနားကျင်းပအဲ့ဒီ10နှစ်ပြည့်အခမ်းအနားကျင်းပမယ်ဆိုတော့ဒီဘက်မှာကျင်းပဖို့တလို့တော့ဟိုဘက်မှာတိုင်းအာ10နှစ်ပြည့်အခမ်းအနားဟာဘာဖြစ်ပါလဲညာဖြစ်ပါလဲထားပြောပြန်ဩခမခမစင်သားကြီးတဖက်မှာရှိနေတဲ့အုပ်စုတွေပြည်ပြေးတွေဟာတပြေးပြေးနဲ့ခွက်ခေါက်လာတယ်ပြည်ပြေးတွေဟာတပြေးပြေးနဲ့အကြမ်းပြချက်ဖက်ဖြစ်လာတယ်အဲ့လိုပဲသတင်းလောကမှာလည်းပြည်ပြေးအုပ်စုတွေကသတင်းဖာတွေတွေလှုပ်လာတယ် ခမစင်းသားကြီးသူတို့အနေနဲ့သတင်းနဲ့ပတ်သက်ပြီးတော့ဘာမှကိုပိုင်လုတ်ဆိုင်နိုင်စမ်းမရှိတော့ဘူးဟုတ်ပြီလေကျွန်တော်ပြောတာအဲ့ဒါဆိုမင်းတို့တတိရှိရဲဆိုလို့ရှိရင်ဟာလာဒီ NCA NCA မင်းတို့တတိရှိဆိုမင်းတို့ကိုမင်းတို့ကိုယ်တိုင်မင်းတို့ခေါ်လိုက်လေမင်းတို့တတိရှိရင်ကျွန်တော်ပြောချင်တာမင်းတို့ဒီဘက်ကသတင်းကိုမင်းတို့ဟာလာလိုက်ကန့်ဝင်နေမဲ့ဆိုမင်းတို့ကိုယ်တိုင်လုတ်ဒီဘက်နိုင်ငံတော်အစိုးရလို့လုတ်နိုင်လားကျွန်တော်ပြောချင်တာဟုတ်လားမကျွန်တော်ပြောအဲ့တော့အော်တစ်ဖက်မှာရှိနေဟုတ်ပြီ ာသူတို့အနေနဲ့ဒီ PDF တွေအနေနဲ့ပြည်သူလူထုကိုဒီလိုမဟုတ်ပါဘူးအရေးယူပါမယ်ပါညာလို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြောတာ PDF ချင်းချင်းတက်ဖြတ်မှုတွေရှိတယ်ဟုတ်လား PDF တွေကနေပြီးတော့ကော်မလေးတွေကိုမရင်းချင်းမှုတွေရှိတယ်အဲ့ဒါတွေကိုလူကြားထဲမှာတရားဝင်မင်းတို့ဘယ်လိုခေါ်မလဲတရားစီရင်ရဲလားတရားစီရင်ရဲလားလူတိုင်းလာကြည့်ပြီးတရားစီရင်ရဲလားကျွန်တော်ပြောချင်တာအဲ့တော့တစ်ဖက်မှာရှိတဲ့အုပ်စုတွေက ခင်ဗျားတို့ကြိုက်တာပြောဘယ်လိုပဲပြောပေါ့ကျွန်တော်တို့သုံးသက်ချက်အရာကနေပယ်စုံမှာအရှုံးနဲ့ရင်ဆိုင်နေရပြီနေပယ်စုံမှာနော်လက်ရှိအနေထားမှာ PDF တဲဝင်တဲ့ကောင်တယောက်မှမရှိတော့ဘူး PDF ထဲမှာရှိတဲ့လူတွေ60ရာခိုင်နှုန်းလောက်ကထွက်ပြေးနေကြပြီအဲ60ရာခိုင်နှုန်းမှာကျန်တဲ့20ရာခိုင်နှုန်းလောက်ကတပ်မတော်နဲ့တိုက်တဲ့စစ်ပွဲတွေမှာပတ်ပတ်ဆက်ဆက်မရှိမလားတေကုန်ကြပြီခင်ဗျားစဉ်းစားကြည့် တက်မတော်ဘက်မှာအောင်ပွဲတွေနဲ့เนาะအောင်ပွဲတွေနောက်ပြီးတော့စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့စီမံကိန်းအကောင့်တွေပေါ်ရံနဲ့ပတ်သက်ပြီးတော့တည်တင်းတွေအများကြီးလုတ်ပြလို့ရတယ်ဒါပေမဲ့ဒီဘက်မှာတည်တင်းကများလွန်းလို့လုတ်ပြနိုင်တော့ဘယ်ဟာအရင်လုတ်ပြရမလဲဆိုဖြစ်နေတဲ့အချိန်မှာတစ်ဖက်မှာပေါ်ပြเสียတည်တင်းကဘာမှမရှိတော့လို့တည်တင်းဖာတွေလုတ်နေရတဲ့အဆင်ရောက်လို့ကျွန်တော်ပြောချင်တာဒါကျွန်တော်တို့ကကျွန်တော်မြန်မာနိုင်ငံကိုစရောက်တဲ့2019တည်းကအရာတွေကိုကျွန်တော်လေ့လာပြီးတော့ဒါ ်တစ်သေးလေးပြောတာတိုးတိုးလေးပြောတာနော်တိုးတိုးလေးကျွန်တော်ဒါတစ်သေးပြဒီတက်ပို့ပြီးအသေးစိတ်ပြောပြလို့ရသေးတယ်အဲ့တော့ကျွန်တော်တို့ကလက်ရှိအနေထားမှာနိုင်ငံတော်အစိုးရဘက်မှာကတည်င်းနေပါဦးနေတယ်နော်ရှေ့ပြေးနေတယ်အကုန်လုံးစီမံကိန်းနေတော့မဟုတ်ဘူးအဲ့ကျွန်တော်ဒါကိုပြောချင်တာနော်အဲ့တော့ဒါကဘာလဲဆိုတော့အဓိကအဖြစ်အဲ့အဲ့ဒါကိုကြည်ချင်းအဖြစ်ဘသူနိုင်နေဘသူရှုံးနေတယ်ဆိုတာတည်င်းနေပေါ်မှာအဖြေရှာလို့ရတယ်နော်အခုလက်ရှိအနေထားမှာ သူတို့ဘက်ကတကယ်ဆရာမကြီးပါဆိုပြီးတော့ဖျားလို့ကိုးကွယ်နေတဲ့ပန်ဆယ်လူကိုတော့တခိုးလို့အကုန်သိလာပြီခမစင်းသားကြီးပန်ဆယ်လူကတခိုးတော်အောင်အလုံးလက်ခံလာပြီအခုပြီးခဲ့တဲ့ရက်ပိုင်းဟာလင်းလင်းနဲ့ချစ်သူဝေဟာ latest တခိုးအားလုံးလက်ခံလာပြီမလက်မခံလို့လည်းမရဘူးလက်ဘူးလက်ချက်မိနေတာဒါပေမဲ့လည်းတခုတော့ရှိတယ်ကျွန်တော်တို့မြန်မာစကားပုံမှာတခိုးဆိုတာဘရောမှာတော့ခင်ဗျားတို့ခိုးတယ်လို့ပြောမှာမဟုတ်ဘူးဒါစကားပုံရဲ့ လင်းလင်းချစ်သူဝေပန်ဆယ်လို့နောက်ကြံတဲ့လူရှိသေးတာပေါ့သူတို့ဟာဘယ်တော့မှခိုးတယ်လို့ဝန်ခံမှာမဟုတ်ဘူးအဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့ကတည်င်းသမားဖြစ်တဲ့အတွက်ဒီအချက်အလက်တွေကိုသုံးသပ်ခြင်းအပြင်တစ်ဖက်ကလူတွေဟာသူတို့ရဲ့အရှုံးသူတို့ရဲ့အရှုံးကြီးရှုံးနေတဲ့အခြေအနေကိုဖုံးလို့ဖိလို့မရအောင်ကိုဖြစ်နေပြီလို့ကျွန်တော်ဒီလိုပြောခြင်းနောက်တစ်ခုဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကလာဂျာမနီကိုထွက်ပြေးသွားတဲ့ဥပဲခေါ်လိုက်ပါဥသိမ့်လွင်ဆိုတဲ့လူတယောက် ဲ့လူနဲ့ကျွန်တော်ထိုင်းမှာရင်းနှီးခဲ့တယ်။နော်အခုထိုင်းနိုင်ငံမှာအဲကျွန်တော်တို့စာသင်ကျောင်းတွေဖွင့်နေဗာညာပေါ့နော်ပရာဟိတာစာသင်ကျောင်းတွေဖွင့်နေဗာညာဆိုပြီးတော့အဲ့ဒီဒေါက်တာသိန်းလွင်ဆိုတဲ့လူကမိမကြီးပဲ9ယောက်လောက်ရှိတယ်။အဲ့မှာကျောင်းဆရာမလေးတွေနော်နောက်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာဟောင်းနေရှိတဲ့ဗာကျွန်တော်တို့ဗာခေါ်မလဲ migrant worker ပေါ့နော်ကောင်မလေးတွေကိုခြေတော်တင်ထားတာခင်ဗျားတို့စုံစမ်းကြည့်အဲ့တော့အဲ့ကျောင်းတွေကိုလည်းအခုကဘာဖြစ်လဲဆိုတော့ အရင်တော့ကပရဟိတဘာလို့သတ်မှတ်ထားတဲ့အဲ့ဒီလိုចောင်းမျိုးတွေကိုရောအခုကထိုင်းရဲတွေကဝင်စစ်ပြီးတော့ပိတ်ခိုင်းတဲ့အစီအရောက်နေထိုင်းနိုင်ငံပါမနော်ထိုင်းနိုင်ငံနဲ့ပတ်သက်ရင်လေဒီကောင်တွေ soft power ဘိုင်းမှာပါအရှုံးကြီးရှုံးနေပြီမြေပြင်စစ်ပွဲတွေတော့မဟုတ်ဘူးခင်ဗျားစဉ်းစားကြည့်အဲ့မှာကျွန်တော်တို့နောက်ကျွန်တော်ခုနပြောတဲ့တင်းသုံးသပ်မဲ့တဲ့တရင်တပုတ်ကဘာလဲဆိုတော့ထိုင်းနိုင်ငံထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ဘာဖြစ်လဲဆိုတော့လက်ရှိအနေအထားမှာ ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့เนาะထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့မြန်မာနိုင်ငံသားတွေကိုပါ DNUG PDF ရဲ့အရှုံးတွေကရိုက်ခတ်လာပြီကျွန်တော်ဒီနေ့ဖတ်လိုက်ရတဲ့သတင်းတပုတ်ကထိုင်းနိုင်ငံဆူရက်ဌာနီခိုင်မှာ Israel စီးပွားရေးလုပ်ငန်းရှင်တဦးအတွက်စောက်လုပ်ရေးကန်ထိုက်လုပ်ကင်နေတဲ့မြန်မာလုပ်သား6ဦးကိုဖမ်းဆီးခဲ့ကြောင်းဘန်ကောက်ပို့သတင်းမှာဖော်ပြထားတဲ့ထိုင်းဒေသခံခရီးသွားရဲတပ်ဖွဲ့ကြီး အစိုးရမြန်မာနိုင်ငံသား၃ဦးကတအိမ်လျင်ဘက်9တန်းဖြင့်အိမ်9လုံးစောက်လို့ရင်စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရတယ်။ဒါအပြင်စူရထာနီခိုင်ဘန်နိုင်းဝါကမှာရှိတဲ့နေအိမ်များမှာလည်းလျှက်စစ်ဝါယာကြိုးတွေတက်ဆင်တာအခြားမြန်မာလူသား၃ဦးကိုငှားရမ်းခဲ့ပြီးတော့တဲ့၎င်းတို့မှာလည်းဖမ်းဆီးခံရတဲ့သူတွေတရင်ပေါ်ပြတယ်တဲ့။ထိုင်းနိုင်ငံမှာစောက်လို့ရေးကန်ထရိုက်လုပ်ငန်းမှာထိုင်းလူမျိုးများအတွက်တီးတန့်လုပ်ကင်ရခြင်းဖြစ်ပြီးတော့နိုင်ငံခြား သားများကတရားမဝင်ဝင်ရောက်လုပ်ကင်ကရှင်ပြန်ရခြင်းကြောင့်ထိုင်းနိုင်ငံတောင်ပိုင်းခရီးသွားကျွန်းများရှိထိုင်းလူမျိုး contract contractor များကတိုင်ကြားခဲ့ခြင်းဖြစ်တယ်တဲ့ရင်းကြောင့်မြန်မာ ဆောက်လုပ်ရေး contract လုပ်ငန်းရှင်လုပ်ကင်သူများကိုပြီးခဲ့သည့်စနေနေ့ကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရတယ်၎င်းတို့သုံးကဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှမှတ်ပုံတင်ထားတဲ့အလုပ်သမားများဖြစ်တယ်ဒါပေမဲ့အဆိုပါအိမ်ခုနှလုံးဆောက်လုပ်ရန်ကုမ္ပဏီဘက်က contract ယူထားခြင်းမရှိကြောင်း ။စောက်လုပ်ရေးကုမ္ပဏီဘက်ကအတီးပြုတ်ခဲ့ခြင်းဖြစ်သဖြင့်ရဲတပ်ဘက်ကဖမ်းဆီးခဲ့ကြောင်းသတင်းမှာဆက်လက်ဖော်ပြတယ်တဲ့။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား6ဦးကို လိုင်စင်မရှိဘဲတရားမဝင်စီးပွားရေးလုပ်ဆောင်မှုလုံပိုင်ခွင့်ထက်ကြော်လွန်လုပ်ကိုင်မှုတရားမဝင်ဝင်ရောက်လာမှုဖြင့်အမှုဖွင့်အရေးယူထားတယ်တဲ့မြန်မာနိုင်ငံသားတွေကိုအလုတ်ခန့်ထားတဲ့အစ္စရေးနိုင်ငံသားကိုလည်းလိုင်စင်မရှိဘဲတရားမဝင် စီးပွားရေးလှုပ်ဆောင်မှုနိုင်ငံသားများကိုတရားမဝင်အလုပ်ခန့်ထားမှုဖြင့်တရားစွဲဆိုပြီးတက်သည့်အထောက်အထားများကိုစူးစီးတဲ့ဖြစ်ကြောင်းဘဏ်ကောက်ဘုံကရေးသားရတယ်လို့ရေးသားတယ်။အဲ့တော့ပြောရလို့ရှိရင် DNUG PDF တွေရဲ့ဘလို့ခေါ်မလဲကတော့ပါသေးရဲ့စောက်တလဲလုံမှုတွေကြောင့်မြန်မာဒီထိုင်းနိုင်ငံမှာအလုပ်လုပ်နေကြတဲ့ Innocent မြန်မာတွေပေါ့ဗျာနော် Innocent Civilians တွေခေါ်မှာပေါ့တကယ်မတိနာမလဲတဲ့ မိုက်ဂရန့်ဝါကာလေးတွေတောင်တကယ်ရွှေပြောင်းလှုပ်သားလေးတွေတောင်ဒါတွေကိုတပြေးပြေးထိရောက်မှုရှိလာတယ်ကျွန်တော်တို့အဲ့ဒါတွေကအရင်တည်းကပြောထားခဲ့ပြီးသားမင်းတို့နိုင်ငံရေးကိုနားမလည်ဘူးနိုင်ငံရေးဆိုတာဝင်ကစားလို့မရဘူးနိုင်ငံရေးကိုနားမလည်ရင်မင်းတို့လက်ရှောင်ကျွန်တော်တို့ပြောတယ်ဒါပေမဲ့ဒီကလေးတွေတော်တော်များများကဒီနိုင်ငံရေးသမားမကြဘာမကြအုပ်စုတွေရဲ့အတုံးချခံဖြစ်ခဲ့တယ်ဒါကြောင့်မလို့ဒီကလေးတွေကဒီကနေ့မှာအဲ့ဒီသူတို့ရဲ့ဟုတ်လား ။အိုဘလို့ခေါမလဲ။သူတို့ဆရာတင်ခဲ့တဲ့လူတွေရဲ့လှုပ်ဆောင်ချက်ကြောင့်ဒီကလေးတွေပါဒီနေ့ဒီအချိန်မှာစိုးဝါတဲ့ရိုက်ခတ်မှုတွေရှိလာနိုင်တော့မယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်။ထိုင်းမှာနိုင်ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေရဲ့သတင်းတော်များများကိုကျွန်တော်တို့အမြဲတမ်းစောင့်ကြည့်တယ်နော်။နောက်သတင်းတစ်ပုဒ်မှာဆိုရင်ထိုင်းမြန်မာနယ်စပ်ကက်ချနာဘူရီနယ်စပ်မှာတဲ့နယ်စပ်လမ်းကြောင်းမှာတဆင့်မြန်မာနိုင်ငံသားများကိုတင်ဆောင်လာသည့်ကုန်တင်ရင်တစည်းကိုအောက်တိုဘာ17ရက်နေ့ကဖမ်းဆီးစစ်ဆေးခဲ့ရာ တရားမဝင်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား၁၈ဦးဖမ်းဆီးခံရကြောင်းထိုင်းနိုင်ငံဘက်မှလာသောသတင်းတွေအရသိရတယ်တဲ့။ထိုင်းနယ်စပ်ကချနာဘူရီခရိုင်မှာပတ်ဖလေမျိုးပါတဲ့ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားများမှာအမျိုးသား80ဦးအမျိုးသမီး30ဦးဖြစ်တဲ့နေမြေတောင်ဝင်ရှိသူများကုန်တင်ရင်ဖြင့်တယ်ဆောင်လာသောမြန်မာလူသားများကိုစစ်ဆေးရမှာတဲ့အချို့ကမလေးရှားနိုင်ငံသို့တွားရောက်အလုပ်လုပ်ကြမည်ဖြစ်သလိုအချို့မှာထိုင်းနိုင်ငံ Smooth Sky Night တွားရောက်အလုပ်လုပ်ကြမည်ဖြစ်ကြောင်းသိရတယ်ဖန်းစည်းကံမြန်မာနိုင်ငံသားတွေဟာတဲ့လမ်းခရီးအကျိုးဆောင်အားလမ်းစည်းအဖြစ်တဦးလျင်ဘတ်2000မှ3000အထိပေးဆောင်ပြီးလာကြရသူများဖြစ်ပြီးတက်ဆိုင်ရာမှာဥပဒေနဲ့အညီရေးဆောင်သွားမည်ဖြစ်ကြောင်းသိရတယ်ဆိုသူရေးထားတယ်အဲ့တော့ကျွန်တော်ပြောပြမယ်တနေ့တနေ့ကိုထိုင်းနိုင်ငံထဲကိုခိုးဝင်တဲ့မြန်မာနိုင်ငံသားဟာဘလောက်လွတ်သွားလဲကျွန်တော်မသိဘူးနော်ယာနဲ့ချီပြီးအဖမ်းခံနေရတယ် ခဏစဉ်းစားကြည့်နော်ထိုင်းနိုင်ငံထဲကိုတရားမဝင်ဝင်နေတဲ့မြန်မာနိုင်ငံသားယာနဲ့ကြည်ဖန်ခံနေရတယ်အဲ့တော့အဲ့ဒီလူတွေကမြို့ကြီးတွေဖြစ်တဲ့မန္တလေးတို့ရန်ကုန်တို့ဘကိုးတို့ပေါ့အဲ့ဒီကသွားနေတာကိုဟုတ်ရဲ့လားဒီလူတွေကအုံနဲ့ကျင်းနဲ့ရှိပြီးသားနေရာတစ်ခုကနေထွက်ပြေးနေကြတဲ့လူငယ်တွေမဟုတ်ဘူးလားလို့ကျွန်တော်ကအဲ့လိုသုံးသပ်ချင်တယ်ဘာကြောင့်လဲဒီလောက်အုံနဲ့ကျင်းတဲ့လူငယ်ကြီးတွေဗျာအားလုံးသိတဲ့အတိုင်းပဲ အခုလမ်းခီးမှာဆိုလို့ရှိရင်တော်တော်များများပေါ့ပေါ့နေစစ်တာတွေရှိတယ်နော်လူငယ်တွေဆိုလို့ရှိရင်ဘယ်သွားမှလဲဘာလဲမေးစမ်းထားတာတွေရှိတယ်အဲ့တော့ပြောရရင်ပြည်တွင်းမှာရှိတဲ့လူငယ်တွေတော်တော်များများကတရားမဝင်လမ်းကြောင်းကတိတ်မသွားကြတော့တော်တော်များများကတရားဝင်ကုမ္ပဏီတွေနဲ့တရားဝင်လမ်းကြောင်းကသွားကြတယ်အဲ့တော့ကျွန်တော်ပြောချင်တာနေ့စဉ်ထိုင်းစိုးရတွေကထိုင်းနိုင်ငံနဲ့ဝင်ဝင်ပြေးနေတဲ့မြန်မာနိုင်ငံသားယာနဲ့ချီဖမ်းမိနေတယ် အဲ့ထဲမှာဖမ်းမမိလိုက်တဲ့လူတွေလည်းရှိမှာပေါ့အဲ့လူတွေကဘယ်ကလာနေလဲဆိုခမမြေကြီးလက်ခတ်နဲ့လွဲမြေကြီးကိုလက်နဲ့ခတ်ရင်လွဲရင်လွဲမယ်ကျွန်တော်ပြောတာမလွဲသေးရဘူးအဲ့ဒီလူတွေက PDF စခန်းတွေကထွက်ပြေးနေတဲ့လူငယ်တွေ KNU စခန်းတွေကထွက်ပြေးနေတဲ့လူငယ်တွေခမဆိုအဲ့တော့ဘာကိုကျွန်တော်ကပြောချင်တာဆိုလက်ရှိအနေထားမှာ PDF အုပ်စုတွေကျန်တဲ့အကြမ်းဖက်အုပ်စုတွေဟာအကြမ်းဖက်အုပ်စုတွေမှာရှိတဲ့လူငယ်တွေဟာ တို့ရဲ့ဟလာခြေဦးနဲ့ဒူးတဲ့ရထွက်ပြေးနေတဲ့အဆင့်တွေရောက်နေပြီကျွန်တော်ပြောချင်တာအတက်အဲ့တော့အဓိကဘာကိုပြောချင်တာဆိုခွက်ခွက်လန်အောင်ရှုံးနေပြီလို့ကျွန်တော်ပြောချင်တာအဲ့တော့တို့အရှုံးကိုကာမိအောင်ဒီဘက်မှာရှိတယ်ဟလာတက်မတော်မှာရှိတဲ့တချို့ကိစ္စတွေကိုပေါက်ပေါက်ကြိုက်လျှောက်ပြောတယ်ကျွန်တော်ပြောပြမယ်တက်မတော်ဟာမတထောင်သားနဲ့ဖွဲ့စည်းထားတာအမားတွေရှိမယ်အမှန်တွေရှိမယ်ဒါပေမဲ့တက်မတော်မှာအမားတစ်ခုခုရှိရင်တိုင်လို့ရတယ်အစစ်အစစ်တိုင်လို့ရတယ်အေးအေးယူတယ် เนาะအေးယူတယ်အဲ့တော့တစ်ဖက်မှာရှိတယ်ကဲ PDF ကတတ်လိုက်ပါဘယ်သူဘယ်သူ့ကိုသွားတိုင်းကဲဘယ်သူ့ကိုသွားတိုင်းတရင်တော်ဖော်ပြတော့ဗျာအန်ယူဂျီကိုတိုင်းတယ်ဟိုတိုင်းပါအန်ယူဂျီကកောင်နေတော့အမေရိကန်တို့ဥရောပတို့မှာသွားနေနေရတာဒီကကိစ္စကြီးကိုဘယ်កောင်ကလာဖြည့်ရှင်းပေးမှာလဲကဲကျွန်တော်ပြောသမ်းပါကဲပြောပါအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့တင်း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 နေဖတ်လိုက်ရရင်ခမ ्या PDF ဘက်ကတင်းကိုပဲဖတ်ဖတ်နေဖုံးနဲ့တင်းကိုပဲသွားဖတ်သွားဖတ် သူတို့ဘက်မှာပေါ်ပြစရာသတင်းတွေမရှိသလောက်အောင် နေပြီးတော့ဒီဘက်မှာရှိနေတဲ့သတင်းတွေကိုတံပြန်တာလွယ်ပြီးဘာမှမလုပ်နိုင်တော့ဘာမှမလုပ်နိုင်တော့အဲ့တော့ပြောရလို့ရှိရင်လက်ရှိအနေအထားမှာအန်ယူဂျီအုပ်စုတွေဟာခွက်ခွက်လန်အောင်ရှုံးနေတယ်အခုနှစ်ကြောင်နှစ်ကြောင်ပေးတာပြန်ပြီးရင်မောကဘာလဲအထွေထွေထိုးစီကြီးတဲ့မင်းတို့အထွေထွေထိုးစီကြီးကဘလောက်များဘလောက်ကြာပြီလဲပြောပါဦးဟမ်လမ်းများအားလုံးနေပြော်လို့အော်ချင်အောင် အဲ့ဒီဘက်မှာကျွန်တော်ပြောပြမယ်ဒီပြည်ပြေးတွေဘက်ကလူတွေကစောက်တုံးနေမလို့အဲ့လောက်လိန်လို့ရနေရနော်အဲ့ပြည်ပြေးတွေကိုထောက်ခံတဲ့လူငယ်တွေကလေးတွေဟာစောက်တုံးနေမို့အဲ့လောက်လိန်လို့ရတာခင်ဗျာလက်ညှိုးထိုးပြီးတာတကယ်ကန့်ကွက်လို့ရကြေးဆိုရင်ခင်ဗျာဒီကောင်တွေစောက်တလဲလုတ်ခဲ့တာခင်ဗျာတက်ခုချင်းထုတ်ပြလို့ရတယ်အဲ့ဘက်ကလေးဒါပေမဲ့အဲ့ဘက်ကလေးတွေကြောက်နေရလဲဖြစ်မှာပေါ့ကြောက်နေရဖြစ်မှာကျွန်တော်ပြောချင်အဲ့တော့ဟုတ်လားဟိုပြောရလို့ရှိရင် အခုခလာကျွန်တော်တို့ခမပါလဲဟိုဟိုဂရုံးရှိပါတယ်ပါလဲကျွန်တော်ဆွဲဖွင့်မိတော့တကားမျိုးပေါ့ဒီကောင်လဲတကားဆွဲမဖွင့်နိုင်တော့ခဏစဉ်းစားကြည့်တကားဒီကောင်ဆွဲဖွင့်လို့မရတော့ဖြစ်သွားဘာလို့သူတို့ဘက်ကအချင်းချင်းတွေအခုခလာတခိုးတွေကိုမပေါ်ပြနိုင်ဘူးဟုတ်လားမရင်းသမားတွေကိုဒီကောင်မပေါ်ပြနိုင်ဘူးဟမ်ခဏစဉ်းစားကြည့်တော်လန်ရေးလောက်ပါမယ်ဆိုပြီးတခြားနိုင်ငံမှာဇိမ်သွားရင်နေတဲ့ကိုပိုင်အိမ်ကြီးတွေနဲ့ဇိမ်ကြနေတဲ့ကောင်တွေအကြောင်းဒီကောင်မပေါ်ပြရဲဘူးခမစဉ်းစားကြည့်စဉ်းစားကြည့်ကျွန်တော်ပြောနေရတယ်ခမလွန်လာခမစဉ်းစားကြည့် ဲ့တော့ကျွန်တော်တို့ကအဓိကပြောချင်တာဘာလဲဆိုတော့လူငယ်တွေမင်းတို့မအနဲ့လူလူချင်းပကုန်းနှစ်ဖက်ကြားကခေါင်းပေါက်တဲ့လူချင်းချင်းအလိန်ခံရခြင်းဟာမင်းတို့ကကိုယ့်ကိုယ်ကိုလူမော်ဘူးလို့ပြောတဲ့အတိုင်းဖြစ်သွားပြီ။เนาะကျွန်တော်ပြောချင်တာအဲ့တော့အဲ့တော့ကျွန်တော်တို့ကသတင်းတွေထဲမှာအဖြေရှာကြည့်ခြင်းအပြင်တစ်ဖက်မှာရှိနေတဲ့ပြည်ပြေးအကြမ်းဖက်အုပ်စုတွေရီမွန်တို့အုပ်စုတွေဘက်ကကိုရင်ဂွမ်မော်တို့အုပ်စုတွေဒီဘက်ကဟာလာစောတော်ညီတို့အုပ်စုတွေ ။ဥပမာထိုးမြနိုင်တော့အုပ်စုတွေဟာခွက်ခွက်လိုင်အောင် ရှုံးနေပြီဆိုတော့အဖြေတစ်ခုရပါတယ်လို့နော်